ဆရာမရှိပေမယ့်မြင်းဆရာနဲ့အကတင်ကြပြီးတော့အရွယ်နဲ့မလိုက်အောင်ထူးချွန်နေတဲ့အငိတ်မင်းသမီးလေးနန်းပန်းဖြူအားလုံးပဲမင်္ဂလာပါရှင် The Celebrity New Page တွေကနေကျူးစွန်လိုက်ပါရင်နန်းပန်းဖြူဆိုတဲ့ခင်းကကြောင်းလို့အရွယ်လေးသာရှိပေမယ့်အငိတ်မင်းသမီးကြီးတယောက်လိုမျိုးကပြဖြောပြနိုင်လို့တယောက်ပါခရင်ပြင်းနဲ့လှိုင်းဝဲမျိုးတွေကကွန်ဆူချင်းအောင်မှနေထိုင်နေနန်းပန်းဖြူကအလှဝဲတွေမှလိုက်ကလေးရှိပြီးတော့သူကနေဒီဗီဒီယိုလေးတစ်ခုကတော့အရန်ကိုလူကြိုက်များနေပါရင်ခေါင်းခါချီလဲအောင်းကိုအချိုးကျမှအောင် ပေါ်ပေါ်ပါပါကနိုင်သူဖြစ်ပြီးတော့အရွယ်နဲ့မလိုက်အောင်တော်နေလို့ချီကျူးနေကြတာပါအရင်မင်းမီဝစ်စုံလေးနဲ့ကပြနေတဲ့နန်ပန်းဖြူကပါရမီပါလာတဲ့မိန်းကလေးတယောက်ဖြစ်လို့မြင့်မင်းမီကြီးတယောက်ဝင်စားသလားလို့ထင်နေရပါတယ်ဒီလောက်ရွယ်လေးနဲ့မင်းမီကြီးတယောက်လို့ကပြနိုင်လို့အကပညာကိုပမာများတင်တော်လေးလို့သိချင်နေကြပါတယ်တကယ်တော့နန်ပန်းဖြူကအကပညာကိုတင်ဆရာနဲ့အပြင်မှာလက်တွေ့တင်ကြတာမျိုးမရှိပါဘူးရွာမှာနေထိုင်နေပြီးတော့မိဘတွေကလည်းမင်းအောင်လုပ်ငန်းကိုလုပ်ကင်နေရကြအောင်ဆရာမနဲ့တင်ကြဖို့ကလည်းအလန်းဝေးกว่าပါတယ် ငငယ်ကလေးကကပညာဝါသနာပါရာကြောင့်ဖုန်းထဲကနေဗီဒီယိုတွေကိုကြည့်မျောလေ့ကျင်ပါတယ်။စိတ်ဓာတ်ကလည်းခိုင်မာတဲ့ပြင်လေ့ကျင့်မှုကလည်းအားကောင်းတာကြောင့်နမ်ပန်ဖြူလေးကအငိမ့်မင်းသမီးတယောက်လိုမျိုးကတ်တက်သွားပါတယ်။အငိမ့်ကတ်တက်ပြီးတဲ့နောက်ပိုင်းမှာတော့နမ်ပန်ဖြူအတွက်မိမတွေကဝတ်စုံလေးတွေချုပ်ပေးပါတယ်။ဖုန်းထဲကအကဗီဒီယိုလေးကိုတေချာလေ့လာရင်းနဲ့အခုဆိုရင်တော့ပွဲတွေမှာကပြဖြောပြနေရပါတယ်။နမ်ပန်ဖြူကအငိမ့်မင်းသမီးအကတခုနဲ့ကတ်တက်တာမဟုတ်ဘဲမင်းသားအကကိုလည်းကတ်တက်ပါသေးတယ်။ မြင့်မင်းမီအကနဲ့မင်းသားအကနှစ်ခုလုံးကမလွဲကူပေမဲ့ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်တက်မြောက်လွယ်သွားပါတယ်။တချို့ပွဲတွေမှာတော့နန်းပန့်ဖြူကမင်းမီအကနဲ့ကပြီးမင်းသားအကနဲ့တောင်းဆိုသူတွေကိုလည်းကပြလင်းရှိပါတယ်။မင်းသားဝတ်စုံကိုလည်းဝဲထားပြီးအသက်ငယ်လေးနဲ့တလောက်ကတက်နေတာကိုမြင်သူတိုင်းကချီးကျူးနေကြပါတယ်။နန်းပန့်ဖြူရဲ့အကတဘုတ်ကိုကြည့်လိုက်ရုံနဲ့ဝါသနာပါတာကြောင့်တေချာလင်းလာထားတာသိတာနေပါတယ်။နောက်တိုင်းရင်ကျင်းမှုတွေတိုးတက်လာတဲ့အချိန်မှာမြမရွေရသမင်ပညာကိုတန်မွှတ်ထားပြီးတော့ထိမ့်သိမ့်တဲ့သူတွေကရှားပါးလာပါတယ် အဲ့ဒီချိန်မှာနံပါတ်ဖြူကတော့ဆင်အားထက်သန်နဲ့တည်ယူပါတယ်။နံပါတ်ဖြူရဲ့ဝါသနာကိုမိမတွေကတည်တာကြောင့်မိတ်ကပ်အပြင်ဆင်တဲ့အဝတ်အစားတွေကိုလည်းပံ့ပိုးပေးပါတယ်။တိတော့မှာတချို့သောမင်းမီးတွေကထမင်းရည်တီနာကိုခါကြထိုးပြီးတော့ဒီဂျင်းနဲ့ကပြနေကြတာပါ။အရင်မင်းမီးဝစ်စုံကိုဝစ်ဆင်ပြီးတဲ့အခါမှာလိုက်နာရမယ့်စီကန်းတွေလည်းအများကြီးရှိပါတယ်။ထမင်းရည်တီနာကိုခါမှထိုးပြီးကနေတဲ့သူတွေကအမှုပညာကိုစော်ကိုင်းုံနဲ့မကပရိသတ်တွေကမလေးမစားလုပ်ပြတဲ့အကြောင်းကိုမင်းမီးကြီးတွေကဆုံးမနေရပါတယ်။အရင်ပညာတွေကိုပေါ်ပင်ဖြစ်တဲ့အတုံးချနေသူတွေကြားထဲမှာ နဘန်ဖြူကကလေးရွယ်လေးဖြစ်ပေမဲ့မင်းမီးတယောက်ကိုလိုက်နာရမယ့်စီကန်းတွေကိုလည်းတည်ပြီးသားဖြစ်ပါတယ်။နဘန်ဖြူကပွဲတွေမှာမကရတဲ့အချိန်တွေမှာလည်းတယောက်တည်းကလေးကျင့်တီတတ်ပါတယ်။ကလေးရွယ်ဖြစ်တာကြောင့်အကဝါသနာပါတာမဟုတ်ဘဲသူကိုယ်တိုင်ကသဘင်ပညာကိုမြင့်တော့လို့ဘယ်သူကမှမတိုက်တွန်းရဘဲနဲ့လေးကျင့်တီတတ်သူပါ။နဘန်ဖြူကကရင်မလေးတယောက်ဖြစ်ပြီးတော့မြမရင်းကရင်ကိုတည်တည်ချာတက်မြောက်ထားတာကြောင့်ဒီထက်မကအောင်မြင်စေချင်ပါတယ်။ဆရာသမားကောင်းနဲ့တည်တည်ချာချာတင်ကြောင်းလိုက်မယ်ဆိုရင် ဒီထက်မကပုံပြီးတော့အောင်မြင်လာနိုင်မှာပါ။နံပါတ်ဖြစ်လို့ပါရမီရှင်ကတော့ရှားပါသူဖြစ်ပြီးသဘင်ပညာကိုထိမ့်သိမ့်နေလို့မင်းမင်းကြီးတွေကပါသဘောကျနေကြပါတယ်။ပရိသတ်ကြီးတို့ကရောနံပါတ်ဖြူရဲ့အကလာလေးကိုသဘောကျရင်လားဆိုတာပြောခဲ့ပါအောင်နော်။ဗီဒီယိုလင့်ကိုဆုံးဖြတ်ချပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။